HK Entertainment ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်တို့အားလုံးပဲမင်္ဂလာပါဒီ channel ကနေပရိသတ်တို့အတွက်ဇလံကောင်းများစွာတင်ဆက်ပေးနေတာဒီကနေ့မှာတင်ဆက်ပေးခြင်းနဲ့ဇလံလေးရတော့ရင်ရင်တို့မန္တလေးရေးသားထားတဲ့မူသားဤအလျားနဲ့အနန်းဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်ကြီးကလည်း channel လေးကို like နဲ့ subscribe button လေးနှိပ်သွားပေးပါဦးနော် ဇလန်းတွေတင်နိုင်သိရှောင်းလို့ဘေးရနိုတီဘဲလေးကိုလည်းနှိပ်ခဲ့ပြပါဦးရှင်။ကျေးဇူးပါ။ဒါဆိုရင်တော့ဇလန်းလေးကိုစားလိုက်ပါတော့မယ်။မူသားဤအလျားနဲ့အနံလမ်းမကြီးပေါ်မှာကိန်းကနံမဲ့လူသားများစွာကြမှာတိုးတိုက်ဝင်ရောက်၍ဥအောင်စိတ်ခံစားမဲ့ရှောက်လန်းလာတယ်။ဘဲသွားရမှန်းမသိပေမဲ့ခြေထောက်တရမဲ့ဒီလန်းကိုရှောက်မယ်လို့ ဆုံးဖြတ်ခေါ်ဆောင်လာတာလားမစိုးနိုင်စခန်းသာလမ်းထဲဝင်ရောက်လာပြီးတငယ်ချင်းမောင်ကိုရဲ့မောင်ကို trading ရုံဖွင့်ထားရတုံးတက်တိုက်ကြီးရှိကိုဘယ်လိုရောက်မှန်းမသိရောက်လာခဲ့တယ်။ကားတွေရှုံနေတာကြောင့်လမ်းတစ်ဖက်ကိုမကူသေးပဲတငယ်ချင်းပိုင်ကုမ္ပဏီတိုက်ကြီးကိုလှမ်းကြည့်မိတယ်။ကြီးကျယ်ခန်းထားလိုက်တဲ့ကုမ္ပဏီချင်းဟုတ်ပြီလားပေါ့လေ။မောင်ကိုကယိုးလဲယိုးသားကြိုးလဲကြိုးစား လုံလဝရိယနဲ့လည်းပြည့်စုံသူဖြစ်တယ်။မိဘဘဝချမ်းသာမှုကိုအခုကဲ့သို့ကြီးကျယ်ခံရတဲ့လုပ်ငန်းတစ်ခုဖြစ်အောင်အားထုတ်နိုင်ခဲ့တာကြောင့်စီးပွားရေးလောကမှာနာမည်တစ်လုံးဟိုးဟိုးကျော်နေခြင်းဖြစ်တယ်။ငယ်စဉ်ကစိန်ပေါ်ကျောင်းမှာတခုံထဲထိုင်ခဲ့တဲ့တငယ်ချင်းနှစ်ယောက်ဘဝတွေဟာဘာလို့များဒီလောက်တောင်ကြွားချသွားရတာပါလဲ။ဦးအောင်ကအဖြူတွေကျိုးတို့ကျတဲ့ပေါက်နေတဲ့ ကရုံစရောက်သဘင်တူတူကိုလက်နဲ့ပုတ်ရင်စဉ်းစားနေတယ်။အဓိကကတော့မုတာဝါရဆိုတဲ့မယိုးဖြောင်းမှုလိန်လဲမှုကြောင့်ပါပဲ။ဥအောင်တို့စီးရင်စစ်အဖွဲလာပြီးဆိုရင်ဌာနဆိုင်ရာတွေစက်ယုံအလုပ်ယုံလုပ်ငန်းရှင်တွေကပြပြဝေးဘရင်တဆူလိုကြိုကြဆိုကြအလိုရှိရာကို အလိုက်သေးကြ။ဥအောင်ရဲ့တောင်းဆိုမှုတိုင်းကို မလွန်ဆန်နိုင်ကြခြင်းအပေါ်တပြေးပြေးနဲ့ဥအောင်ရှင်မှုလာခဲ့တယ်။ ဒါလေးကြည့်လို့ပေးပါအောင်ဥအောင်ရဲ့ဒီလောက်နဲ့တော့ဘာမှမဖြစ်ပါဘူးနော်ဟုတ်တယ်မဟုတ်လားကိုကြီးလုပ်ငန်းရှင်တွေရဲ့စိတ်ရင်းလိမ်မှုမုတာဝါရကိုဥအောင်ကအယောင်ရင့်အောင်ထက်တင်ထက်ဆင့်ဆိုးပေးလိုက်တယ်ဒီလိုနဲ့ကြာလာတဲ့အခါဥအောင်ရဲ့လောက်ရက်လောက်ွက်အတွက်အပုံနဲ့တွေထွက်လာပြီးအလုပ်ပြုတ်ခဲ့ရတယ်ကံကောင်းလို့ထောင်မကျခဲ့ခြင်းဖြစ်တယ်စိတ်ရင်းစစ်ချုပ်မဟုတ်တော့တဲ့အခါဥအောင်ကိုခင်တာမဟုတ်ဘဲ စည်ရင်းစစ်ချုပ်အလုတ်ကိုသာခင်တွေတဲ့လုပ်ငန်းရှင်တွေဟာမယ်ပြုံပြုံးသူပြုံးခေါင်းခါသူခါနဲ့ဥအောင်နဲ့တွေ့ရမှာဘယ်ငင်းဆန်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီလူတွေထဲမှာမောင်ကိုမပါပါ။မောင်ကိုကတော့ဥအောင်မရောက်လိုက်နဲ့ဘယ်အချိန်သွားသွားဖက်လေတကင်ရင်းရင်းနေနေစားစရာတောက်စရာကျွေးလောကရန်ကြောင့်အယက်သမားကြီးဖြစ်နေတဲ့ဥအောင်ကိုပါပြန်ကားနေအယက်ဖိုးဆိုပြီးတော့9000မျိုး တတောင်မျိုးတခါတရံကလေးတွေမုံဘိုးဆိုကနှစ်တောင်သုံးတောင်ပေးနေကြဖြစ်တယ်။သူဟာပေးပေမဲ့ဥအောင်ကခဏခဏမလာပါ။ကိုဟာလူမှုဆက်ဆက်ရေးအတိုင်းဝင်းရဲ့အပြင်ရလူဖြစ်တယ်။ခဏခဏလာလို့ဥအောင်မကောင်းဖြစ်တော့မယ်ဆိုပြီးစင်ကျင်တယ်။ကနေတော့ခြေောက်တွေကခေါ်ဆောင်ပြီးကုမ္ပဏီရှေ့ရောက်လာခြင်းဖြစ်တယ်။ဥအောင်လမ်းကိုကူပြီးကုမ္ပဏီလေကားအမြင်ကြီးတွေကိုတက်တယ်။ လေကားထိပ်ရောက်တော့မှန်တကားကိုတိုးပွင့်ပေးတဲ့လုံဆောင်ရေးဝန်ထမ်းကဥညွတ်ပြီးတထင်းရှိပါတယ်ခမားလို့ပြောနေစဉ်ဥမောင်ကိုခေါ်ထားလို့ပါဆိုတဲ့အတန်ကို အနီးကပ်ကြားလိုက်ရပြီးဥအောင်လှည့်ကြည့်လိုက်တဲ့ကုံမဏီအိတ်အနက်ကိုလွှဲထားတဲ့လူရဲတအုပ်ကိုတွေ့လိုက်တဲ့ရုံးထဲကိုပခုံးချင်းရှင်၍ဝင်လာခဲ့ကြပြီးလေကားအစ်တွေကို လူရဲကထစ်ထစ်ကြော်တက်ပြီးဥအောင်ရှေ့ရောက်သွားတယ် ။တတိယထက်ရှိဥမောင်ကိုရဲ့ရုံးကန်းကိုဝင်လိုက်တော့ဆုံဆုံကလူရဲကဥမောင်ကိုကိုထိစားအုပ်တွေဖြန့်ပြနေတာတွေ့ရတယ်။ဟာမောင်အောင်လာဟေ့မင်းနဲ့တိုက်တိုက်ဆန်ဆန်ကွာ။ဒါငါတို့တငယ်ချင်းသားတယောက်ပဲကြော်ကြော်တဲ့။ तू ဟာထိကိုစလဲလေကွာ။ကြော်ကြော်ဆိုတဲ့လူရဲကဥအောင်ကိုပြုံးပြတယ်။ဥအောင်ခုံတလုံးမှာတိတ်တိတ်ဆိတ်ဆိတ်ဝင်ထိုင်ပြီးသူတို့ထီရွေးနေတာတွေကိုကြည်နေတယ် နောက်ဆုံးမှာဥမောင်ကိုအားကဲကဲဒီဟာပဲယူလိုက်တော့မယ်မှန်မှန်တုံးတုံညာကိုဟာနေအောင်မောင်အောင်လဲကြောင်းနေတော့မင်းလည်းကန်စမ်းပေးလိုက်အောင်မယ်ကန်စမ်းကန်စားတက်တက်ပေါ့ကွာလူဆိုတာလှန်တန်းလာတာသာမြင်ရတယ်ကန်တန်းလာတာမမြင်ရဘူးမဟုတ်လားကဲကဲငါပဲရွေးပေးလိုက်ပါမယ်ကဲခုံလေးတုံးခုံလေးတုံးကမောင်အောင်ဟာမှတ်လိုက်မှတ်လိုက် ဥအောင်ဘာမှမလုပ်လိုက်ရပဲထီထိုးပြီးသားဖြစ်သွားတယ်။အဲ့ဒီနေရာကြားတဲ့ငွေကိုဥမောင်ကအကုန်ရှင်းပြီးထီကုစလဲထွက်သွားတော့မင်းမြေလေးဆယ်တဲ့အောင်တာငါကြတယ်။ပတ်စံ၅တောင်မုံဖို့ပေးလိုက်မယ်ကွာ။ထီစာရွက်လဲငါပဲတင်ထားလိုက်မယ်။မင်းကဟိုသွားဒီသွားနဲ့ပျောက်သွားအောင်ပဲ။ဆိုပြီးဥမောင်ကိုထုတ်ပေးတဲ့ပတ်စံ၅တောင်ယူကဥအောင်ကိုပြန်လာခဲ့လေတယ်။ဥအောင်ရဲ့ဘဝမှာတော့ ဦးမောင်ကိုဟာအာကိုမိခိုးရတကယ့်တငယ်ချင်းကောင်တူဖြစ်လေတယ်။အချိန်တွေကတရွေ့ရွေ့ကုံဆောင်ပြီးလာကုံရက်ကိုရောက်လာကလာစန်းတရက်ထီပွေးတဲ့အနေကိုရောက်လာခဲ့ပြီးထီတစ်ခါမှမထိုးဘူးတဲ့ဦးအောင် စိတ်လှုပ်ရှားနေတယ်။တငယ်ချင်းကထိုးပေးလိုက်လို့ထီထိုးရပေမဲ့သူ့ကနဲ့ခုံလေးသုံးကို အုံနောက်ထဲမှာဆွဲမြဲနေအောင်သူမှတ်မိနေတယ်။ထီပေါက်စင်ထီပေါက်စင်အော်ရောင်းတန်တွေကြားနေရပေမဲ့ သူ့ပတ်ဝင်ခြင်းမှာထိပေါက်စင်ဝဲသူအားမရှိနောက်ဆုံးတော့တငယ်ချင်းမောင်ကိုသာအာကိုရာအာထာရာဖြစ်၍သူ့ကိုပဲသွားမေးရတော့မယ်လို့စိတ်ထုံထုံချလိုက်ပြီးမှမမျော်လင့်ပဲရေချိုးတဲ့နေရာတွင် ချော်လဲ၍ခြေတပွတ်တိုင်လဲသွားခဲ့တယ်။ယောဂါကိုစင်မကုနိုင်ပဲထင်းရှူမြင်တယင်ကြီးမြစ်တွေတွေးလိန်ကတတ်တာအောင်စောင့်နေရပြီးတပတ်ခန့်ကြာသွားတာကို ဥအောင်စိတ်မရှိနိုင်ဖြစ်နေတယ်။ထီများပေါက်နေမလားဆိုတဲ့အတွေ့အာဥအောင်ကို တရေရေနှိပ်စက်နေတယ်။မခံနိုင်တဲ့အဆောင်ခြေတစ်ဖက်ထောင်းနေထောင်းနေနဲ့ဥမောင်ကိုရဲ့ရုံးကိုအန်တိတ်၍ထက်လာခဲ့တော့တယ်။ဟာဥလေလေကားတစ်တွေကိုတရီထားတက်နေရတဲ့ဥအောင်မှာဝမ်းမြဝမ်းသာအော်ခေါ်တန်ကြီး အနီးကပ်ကြားလိုက်ရပြီးမောကြည့်လိုက်တော့ပြုံးနေတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။ဘသူပါလဲ အဲမှတ်မိပြီဟိုဟိုထီရောင်းတဲ့ကောင်လေးမဟုတ်ပါလားဦးလေးဦးလေးတိတ်ကံကောင်းတာပဲတိလားဦးလေးနံပါတ်ကျွန်တော်မှတ်မိတယ်ခွန်လေးတုံးကစတာလေဦးလေးဥမောင်ကိုမပေါ့ရှောင်းဒါမဲ့လက်မှတ်ကသူ့စီမှာဆိုတော့ကျွန်တော်လာယူပြီးအခုပဲငွေထုတ်ပေးခဲ့တာကျွန်တော်တော့မိုးမိုးငါးသိန်းပေးလိုက်သေးတယ်။သိန်းတရာကိုစလဲစုနှစ်သိန်းနဲ့စုကျွန်တော်ခုနှစ်သိန်းတောင်ရတယ်။ မြန်မြန်သွားတော့ဦးလေးရေဦးလေးတငယ်ချင်းတော့ငွေပုံကြီးနဲ့စောင့်နေလေရဲ့အေးအေးကွာငါတူထီတဲ့ကောင်လေးခုံပေါက်မြူတူသွားတာကိုဦးအောင်လည်းပီတိတဝေဝေနဲ့ကြည့်ရင်တပြေးပြေးလှမ်းလျှောက်ရင်ဦးမောင်ကိုအခန်းဝကိုရောက်ခဲ့တယ်။အခန်းထဲမရောက်ခင်မှာအခန်းထဲကရေမောတန်စကားပြောတန်တွေကြားနေရတယ်။အော်ငါတငယ်ချင်းလဲငါအတွက်ပျော်နေရှာတာပါလားလို့ ဥအောင်စိတ်ချမ်းသာစွာတွေ့ရင် အခန်းထဲလှမ်းဝင်တော့မယ့်အချိန်ဆရာရဲ့ဆရာတိတ်ကံကောင်းတာပဲတိမ့်တရားကြီးတောင်ပေါက်တာထီကန်းဆိုတာပါကျင်တဲ့လူမှပါတာတချို့ဆိုဘလောက်ထိုးထိုးမပေါက်ဘူးဒါနဲ့တော့ဆရာငယ်တို့တစ်ဖွဲ့လုံးမုံကျွေးရမယ်ကြိုက်တဲ့ဟိုတယ်ပြောစမ်းအေးညီးဆရာငါတစားမုံလှပြည့်တိုင်းပန်းတကူပြည့်နေကြပန်းတကူပြည့်တဲ့ကံရှိမှထီပေါက်တဲ့ကံပါတာ ဒါကြောင့်အခုငါသိစရာ ပေါက်တာပေါ့အဲ့ဒီနေ့ငါတငယ်ချင်းနဲ့အတူတူထိုးတာမွဲလွန်ငက်လွန်လို့ပေါက်စီချင်တာ तू आ မပေါက်ဘူးငါပေါက်တော့အဲ့ဒီကောင်လာအောင်ပါပါလာရင်ငါသိမ့်လောက်မုံဖို့ပြေးအောင်မယ်ဆရာကတော့စေနာတရာတရားကိုအားကောင်းပါတယ်ဆရာဆက်ပေါက်အောင်ပါတဝါဝါတဟာရေမောတန်တွေကြာမှဥအောင်ကုကုကိုအငွေ့ပြန်ပျောက်ဆုံးသွားပြီလားလို့အောင်းမေးလိုက်မိတယ် အောင်ကိုကတိန့်တရာသူပေါက်တာလို့အောင်ပွဲခံနေပြီကို့ကိုငါသိမ့်မှုန်ဖို့ပေးမယ်တဲ့ဖယားဖယား95သိန်းကို ရှင်းရှင်းလေးမူတာဝါရတုံးပြီးလိမ့်လဲယူလိုက်ပြီပြီသူသူမသိလို့များလားဒါလည်းမဖြစ်နိုင်ထီတဲ့ကောင်လေးဟိုကဥအောင်ပေါက်တာပါဥမောင်ကိုပေါက်တာမဟုတ်ဘူးလို့ပြောသွားမှာတော့ဥမောင်ကိုအပြစ်မှန်ကိုတိတိကျကျသိပါလိမ့်မယ်တိတိကြီးနဲ့သူပေါက်တာပါလို့ အားလုံးကိုကြင်ညာပြီးတိမ့်တရားကို ရှင်းရှင်းလင်းလင်းလိမ့်လေယူပြီးအောင်ပွဲခံနေခြင်းသာဖြစ်တယ်။ဥအောင်ငယ်တိမ့်မှခြေပြားအထိကျေးရည်တစိမ့်စိမ့်ရှုပ်ထွက်လာတဲ့အထိတုံလှုပ်ခြောက်ခြားလာတယ်။ငါဘာလုပ်ရမှာလဲ။အခန်းထဲဝင်သွားရမှာလား။အခန်းဝမှာပင်ပြန်လှည့်သွားရမှာလား။ခြေတုံခြေတုံဖြစ်နေစဉ်ကောင်မလေးတယောက်ကပြုံးရယ်ရှင်းပြရင် အခန်းဝမှာပြေးထွက်လာပြီးဥအောင်ကိုတွေ့တော့ ဆရာဧည့်တယ်လို့អော်လိုက်ပြီးဥအောင်ခြေတချောင်းလှမ်းတွူးလိုက်စဉ်ဥမောင်ကဥအောင်ကိုမြင်သွားတယ်။ရုတ်တရက်ကွက်ခနဲပြတ်သွားတဲ့မျက်နှာကိုအပြုံးနဲ့ပြန်ဖောက်ထိတ်လိုက်ရင်ဟာငါတငယ်ချင်းကြီးပါလားမင်္ဂလာပဲဟေးမင်းရောက်လာတာအတော်ပဲငါထိတ်သိမ့်တရားပေါက်တယ်လေကွာမင်းဟိုတော့ထိုးပေးသေးတယ်လေမှတ်မိမှာပေါ့မင်းတီလက်မှတ်ကမပေါက်ဘူးကွာစိတ်မကောင်းပါငါလဲပေါက်မင်းလဲပေါက်နဲ့ အတူတူပေါ့တငယ်ချင်းရာလာလာငွေ၅သိန်းယူသွားရော့မုံဘုံဥမောင်ကိုရွှေရှင်းဝေအောင်စကားတွေပြောနေပေမဲ့ဥအောင်ကတော့စပွဲကုံပေါ်ကတိန့်တရာငွေပုံကြီးကိုကြည့်ရင်ဒစိမ့်စိမ့်ဝမ်းနေလာတယ်။တငယ်ချင်းကောင်းကြီးလို့ခုနအချိန်ထိ လေးစားကြည်ညိုခဲ့ရတဲ့စိတ်တွေဟာဒီငွေပုံကြီးကို ဆုံရှုံလိုက်ရသလိုပဲထပ်တူထပ်မြဆုံရှုံသွားကြပြီဖြစ်တယ်။တစ္ဆက်တည်းမှာပင် ဒီငွေသိန်းတရာကိုမျက်နာမပြတ်အပြုံးမပြတ်ပျောင်ပျောင်ကြီးလင်းလဲယူဝင်းမာတော့ဒီကုမ္ပဏီကြီးတည်ထောင်လာခဲ့တဲ့ငွေသိန်းပေါင်းများစွာကိုရောဘသူရီစီးရများမျက်နာမပြတ်ပျောင်ပျောင်ယူထားတာပါလဲလို့ဥအောင်တစိမ့်စိမ့်တွေးနေမိတယ်။နှမျောလိုက်တာတငယ်ကြီးအားမင်းကိုရောမင်းကိုတတက်လုံးချစ်ခင်လေးစားရတဲ့စိတ်ထားတွေကိုရောမင်းလည်းငါလိုမူတာဝါရနဲ့လိညာတက်တဲ့လူဖြစ်မယ်။ ရေထဲမိုးထဲကြမှာသိရတော့တာလေကွာဟဲ့ကောင်ဘာငိုင်းနေရလဲကျော့ဒီမှာငါးသိန်းယူလေကွာတန်တော့ငါကောင်မရစဘူးငါးသိန်းရလို့ကြောင်နေပြီထင်နေငါမှရှိရင်မင်းကိုပေးမှာကွာသိလားငါရှိအောင်သာတငယ်ချင်းဆူတောင်းဟင်တမီးတို့ဆူတောင်းပေးမယ်ဆရာကျမတို့ဆူတောင်းပေးမယ်ဆရာစီစီညံညံအတန်တွေကြားမှာဥမောင်ကိုတဟဲဟဲကြံခဲ့ရအောင်မျက်ွယ်ပြုတ်ပြီးဥအောင်ထွက်ခွာလာခဲ့တယ် သူတို့စင်ရသားရက်ွက်လေးပြီးစိုက်ကားကိတ်ရှိအောင်မြုပ်ပတ်လန်းတဲ့ရှင်ညောင်ညိုပင်အောက်မှာဥအောင်ငိုင်ငိုင်ကြီးထိုင်နေတာ မနဲ့ကလေးရအခုချိန်ထိနေဝင်တော့မယ်ညောင်ရက်တန်တွေတရှဲရှဲကြားနေရတယ်ရက်ွက်လန်းလေးအတိုင်ဝင်သွားရင်ဥအောင်တောင်းနေကြအရက်ဆိုင်ကတီဗီတန်တညာညာနဲ့စောင့်ကြိုနေတယ်မြုပ်ပတ်လန်းဟိုးအဝေးကိုကြည့်လိုက်ရင် ကွင်းလေကောင်မှာတစ်ပင်တောင်းအုပ်ညွန့်ညွတ်မိုင်းမိုင်းကြီးတွေနဲ့ မြို့ဦးကျောင်းစာတင်၌ကိုလွမ်းမောစပွဲမြင်တွေ့နေရတဲ့မနက်ခရေရာတွေ့ဝေနေတဲ့စိတ်တွေကိုညနေဆောင်နေဝင်ချင်းတွင်ဥအောင်ဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့ပြီးထိုင်ရာမှလေးတွဲစွာထားလိုက်တဲ့ပစိုးပြင်ဝင်ပြီးခြေလန်းတလန်းစလန်းရင်စိတ်ထဲမှ စကားတစ်ခုပြောမိတဲ့တငယ်ချင်းမောင်ကိုရင်မင်းဟာတန်တရာအလျားရှိစေဖို့မူတာဝါရာလိမ့်လဲမှုကိုပျော့ပျော့ကြီးအတုံးချနေတဲ့အချိန်မှာ ငါကတော့တန်တရားကိုအနံလိုတို့စေမဲ့လမ်းကိုပဲရွေးလိုက်ပါပြီတငယ်ချင်းရေဥအောင်မြို့ပတ်လမ်းတစ်ဖက်ကကွင်းထဲကို ဆင်းရင်မြို့ဦးချောင်းရှိရာသို့ဥတီရှောက်လန်းသွားတဲ့အချိန်မှာညောင်ညိုပင်ချီအုတ်ခဲသုံးလုံးအောက်တွင်တော့ပန့်တကူပစ္စည်းအဖြစ်ထားရှိခဲ့တဲ့ငွေငါးသိန်းဟာတိတ်ဆိတ်ငြိမ်သက်စွာကြံ့ရခဲ့လေတယ်။ဟုတ်ကဲ့ပါရှင်။အခုခေရွတ်ချန်နေရနေတင်ဆက်ပေးခဲ့တဲ့ စာရေးသူရေရင်တို့မန္တလေးရေးသားထားတဲ့မူသားဤအလျားနဲ့အနန်းဆိုတဲ့ဇလန်းလေးကိုနားဆင်ပြီးပြိသက်တွေရဲ့ရွှင်ထဲမှာတစုံတစ်ခုတော့ကြံရှိနေမယ်လို့ထင်ပါတယ်။ဇလန်းလေးကိုအဆုံးထိနားဆင်ခဲ့ကြတဲ့ပြိသက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။ကျမကတော့ခေပါ